မြတ်စွာဘုရားကတိခန့်ရမယ်လို့ဟောထားတယ်။သို့တော့မြင့်တုံတဲ့ဇက်မှာကြတော့လူမိုက်ကိုလူမိုက်နဲ့ပဲတုတ်ပြန်ရမယ်လို့ငါဘူးပါတယ်ဘုရား။ရှင်းပြပေးတော်မူပါဘုရားတဲ့။ရာစာရီကဘာအကုသိုလ်တွေကြောင့်တားဆုံချီရေနဲ့ယောက်ျားမွေကైမိဘအကုတပြိုင်နဲ့ကွယ်လွန်ခြင်းအဖြစ်ဆိုးတွေ တပြိုင်နက်ဖြစ်ခဲ့ရပါတယ်ရှင်းပြပေးပါအရှင်ဖရာတဲ့အဲ့ဒီတေဆုံးသွားတဲ့လူ6ယောက်စလုံးကဘဝတစ်ခုမှာပရာစာရီကိုဓမြတိုက်တက်ဖြတ်ခဲ့ပြီးအိမ်ကိုမီးရှို့ခဲ့ပါတယ်ပရာစာရီဟာတေခန်ဒီဆက်ဆဲမှာဒေါသစိတ်နဲ့ငါကိုတတ်တဲ့ဒီလူ6ယောက်ဒီနောက်ဘဝ၌ငါရှိမှအသေးဆိုးနဲ့တေတာကိုမြင်ရပါလို့ဤဆိုပြီးဆုတောင်းခဲ့ပါတယ်အဲ့ဒီဆုတောင်းကြောင်းထို6ယောက်ဟာဒီဘဝမှာ ပရာစာရီရဲ့မိသားစုဝင်တွေဖြစ်လာပြီးယောက်ျားဖြစ်သူကမွေးကိုက်လို့တည်ဆုံးတယ်။ပါတီကယင်းနစ်လို့တည်ဆုံးတယ်။တားငယ်ကိုဆွန်ချီလို့တည်ဆုံးတယ်။မိဘနဲ့အကိုဖြစ်သူကအိမ်ပြွေတည်ဆုံးပါတယ်။ဒါဟာပရာစာရီရဲ့စုတောင်းကြောင်ပဲဖြစ်ပါတယ်။နောက်ပြီးထို6ယောက်စလုံးကလည်းပဲပဒါစာရီကိုတက်ဖြတ်ခဲ့တဲ့အကုတို့ကံကြောင့်အခုလိုအသေးဆုံးနဲ့တည်ဆုံးရခြင်းဖြစ်ပါတယ်။နားလည်ပါစေနော်။မြတ်စွာဘုရားကတိခဏ်ရမယ်လို့ဟောထားတယ်။ တို့တော့မြင့်တုံတဲ့ဇက်မှာကြတော့လူမိုက်တို့လူမိုက်နဲ့ပဲတုတ်ပြန်ရမယ်လို့ငါဘူးပါတယ်ဖရားရှင်းပြပေးတော်မူပါဖရားတဲ့ဒါကဇက်တော်ရဲ့ဆိုလိုရင်းသဘောကိုနားမလည်လို့ပါနော်သိုးသွားနေတဲ့တတဝါတကောင်ကိုသူ့လိုဓာတ်တူတတဝါတကောင်နဲ့တွေ့စီပြီးတိမ်မွေးအောင်လုခိုင်းတဲ့သဘောကိုပြောတာပါရန်ကိုရန်ချင်းတုတ်ပြန်ဖို့အတွက်လူမိုက်ကိုလူမိုက်နဲ့တွေ့စီပြီးတိုက်ခိုက်ခိုင်းတဲ့သဘောကိုပြောတာမဟုတ်ပါဘူးနော်အဲ့ဒီအကြောင်းအရာကိုပြောရမယ်ဆိုရင် 950နိပတ်တော်ဒုက္ခနိပတ်ဒလဝတ်သူဟနုဇတ်မှာဖရာအလောင်းဟာဗြဟ္မတန်မင်းရဲ့မင်းတိုင်ပင်အမတ်ဖြစ်ပါတယ်။ဥတ္တရာပထတိုင်းသားတွေဟာဗြဟ္မတန်မင်းရဲ့ထံမှာငင်းလာပြီးရောင်းတဲ့အခါတိုင်းဖရာအလောင်းကငင်းတွေကိုကာလပေါင်းစင်းနဲ့အညီတန်ဖိုးဖြတ်ပေးပါတယ်။ဒါကိုမကျင်တတ်တဲ့ဗြဟ္မတန်မင်းကဖရာအလောင်းကိုအမတ်ရာထုကဖေရှားပြီးနောက်ထပ်လူတစ်ယောက်ကိုအမတ်ရာထုပေးလိုက်ပါတယ်။ပြီးတဲ့အခါမှာသူ့မှာရှိတဲ့အမတန်ဆိုးသွမ်းသော မဟာသောနာအမိရှိတဲ့မြင့်တကောင်ကိုဥဒ္ဒရာပဋ္ဌတိုင်းသားတွေရဲ့မြင့်တွေထဲကိုရွှတ်စေပြီးအနာတရဖြစ်အောင်တိုက်ခိုက်ခိုင်းပါတယ်။အနာတရဖြစ်ပြီဆိုတော့မှအမတ်တိတ်ကိုဈေးနိုင်ပြီးဝယ်ခိုင်းပါတယ်။ဒါကိုမကျင်တတ်ကြတဲ့ဥဒ္ဒရာပဋ္ဌတိုင်းသားတွေကဖရာအလောင်းအမတ်ထံတက်ပြီးတော့အခုအငြိတောင်းတဲ့အခါမှာဖရာအလောင်းမကတင်တို့နောက်တစ်ခါလာတဲ့အခါမှာမဟာသောနာမြင့်လိုစိုးသားတဲ့မြင့်တကောင်ကိုခေါ်လာပြီးအဲ့ဒီမဟာသောနာမြင့်နဲ့တွေ့ပေးလိုက်ပါလို့အကြံပေးလိုက်ပါတယ်။ ဥတ္တရာပဋ္ဌာန်တိုင်းသားတွေလည်းပဲနောက်တစ်ခါလာတဲ့အခါမှာအမတန်သိုးသွမ်းတဲ့သူဟနုအမိရှိတဲ့မြင်းတကောင်ကိုခေါ်လာပြီးမဟာသောနာအမိရှိတဲ့မြင်းနဲ့တွေ့ပေးလိုက်ပါတယ်။အဲဒီလိုတွေ့ပေးလိုက်တဲ့အခါမှာဓာတုနန္ဒူချင်းတွေ့ပြီးတော့ပိန်ွေပြီးသိမြတ်သွားတဲ့အတွက်တခြားမြင်းတွေလည်းတိုက်ခိုက်မခံရတော့ပါဘူးနော်။အဲဒီသဘောကိုစောင့်တဲ့အနေနဲ့ဒီဇတ်တော်ဟာဓာတုဓာတုချင်းတွေ့စေပြီးပိန်ွေအောင်လှုပ်ခိုင်းတဲ့သဘောကိုဆိုလိုခြင်းဖြစ်ပါတယ်။နားလည်ပါစေနော်။